ူတော်လည်းနေတဲ့ရောက်ရရက်မှာပဲသူစိတ်နှလုံးဝင်ရှင်လန်းစေစူကြောင့်ဖြစ်နေတောင်မျိုးဆက်တန်ကျက်တဲ့အာ2015ခုနှစ်မှာကျွန်တော်မုံရမှာရှိတဲ့ဒီတက္ကသိုလ်ကျောင်းသားသမဂ္ဂတွေပေါ့နော်အဲမုံရတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့မုံရစီဝါရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့မုံရနေပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတွေပေါ့နော်အဲဒီတက္ကသအဲ၃ဘွဲကနေပြီးတော့စုပေါင်းပြီးတော့ကျွန်တော်တို့ ဒါဒါပြည်သူလူထုထံတန်ကျက်တွေနဲ့ပြည်သူလူထုအတန်ကိုကိုစားပြုပြီးတော့အဲဒီဟစ်ချွေးဖို့ဆိုပြီးတော့ကျွန်တော်တို့ဒီတန်ကျက်နဲ့ဒီအတာတကြံအလှပြရင်ကိုကျွန်တော်2015ခုနှစ်ကနေစပြီးတော့ဖွဲ့စည်းပြီးတော့ထွက်ခဲ့တာဖြစ်ပါတယ်။အာကျွန်တော်တို့ဒီဒေါင်းမျိုးဆက်တန်ကျက်အသင်းကြီးကအဲကျွန်တော်ဒီနေ့ဆိုရင်10နှစ်ပြည့်ပေါ့နော်တံပြူရတုဖြစ်တယ်ကျွန်တော်တို့ဒီပြည်သူလူထုကအခုချိန်မှာဆိုရင်စစ်အာဏာရှင်စနစ်ခြုံငိမ့်ဖို့အတွက်ကျွန်တော်တိုက်ပွဲဝင်နေတဲ့အချိန်ကာလဖြစ်ပါတယ်အဲအဲ့ဒီကျွန်တော်တို့ပြည်သူလူထုရဲ့အတန်တွေကိုကျွန်တော်တို့ကူစားပြုပြီးတော့တောင်းမျိုးဆက်တန်ကြအသင်းက ခင်းတဲ့စနစ်ကိုကျွန်တော်ထောက်ပြပြီးတော့အပြည်သူလူထုကိုစားကျွန်တော်ခေတ်ကျွေးတဲ့အတန်ချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မိဘပြည်သူတွေကိုပန်ကြားကျင်တာကတော့ကျွန်တော်တို့ရဲ့ပန်းနိုင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့ရွေချက်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ထုံငင်းရေးအတွက်လဲအဲကျွန်တော်တို့ဒေါင်းမျိုးဆက်ကပြည်သူလူထုနဲ့အတူကြားတဲ့နေရာမှာတော်လိုင်းတာဝန်တွေကိုထမ်းဆောင်နေတယ်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်ဗျကိုဝေကိုဝေမွန်းနိုင်ကတော့2015ခုနှစ်ဒေါင်းမျိုးဆက်တန်ချက် အဲစပြီးတော့တီထောင်ခဲ့တဲ့အဲသူတွေထဲမှာသူတဦးပါဝင်ဖြစ်ပါတယ်အဲကျွန်တော်တို့ဒီကိုဝင်မူးနိုင်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ဒေါမျိုးဆက်နဲ့ဒေါမျိုးဆက်တန်ချက်တင်တဲ့ကိုဝင်မူးနိုင်ကဒီခွဲခြားလို့မရအောင်ကျွန်တော်တဘူးတည်းအဲရှိခဲ့တာဖြစ်ပါတယ်အဲ2020ခုနှစ်မှာဆိုရင်လည်းအဲကိုဝင်မူးနိုင်ကိုတိုင်ကျွန်တော်တို့ဒေါမျိုးဆက်တန်ချက်အသင်းထဲမှာကျွန်တော်ပါဝင်ဦးဆောင်ပြီးတော့ဒီစစ်အာဏာရှင်စနစ်အောက်မှာကျွန်တော်တို့ပထမအဆုံးတန်ချက်ထိုးခွင့်အဲအတူတူထိုးသွားတယ်ပေါ့နော်ဒါမဲ့ကျွန်တော်တို့ဒီကိုကိုဝေမွန်နိုင်က2020ခုနှစ်ကျွန်တော်တန်ချက်ပြီးတဲ့နောက်ရက်မှာပဲ အဲ့ဒီစစ်အာဏာရှင်တွေရဲ့မတရားဖန်ဆီးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။အဲဒီကာလာကြီးထဲမှာပေါ့နော်ဒီတန်ချက်တွေကိုစက်ပြီးလုပ်နေရတဲ့အကြောင်းရင်းကဘာလဲဆိုကြတော့ဒီတန်ချက်ထိုးရင်ကလည်ကျိုးတယ်ဆိုတဲ့အတိုင်းပဲဒီအာအာစစ်အာဏာရှင်ကိုကြာဆုံးဖို့ကလည်းတောင်းတနေရတယ်ပြပါဝင်လို့လည်းထင်တယ်ပြီးတော့ကြတော့ဒီကာလာကြီးရဲ့မှာကပြည်သူလူထုအားလုံးက ကျုံနေဆုံးနေရတဲ့ဟာတွေကဒုက္ခတွေအများကြီးဖြစ်တဲ့အခါမှာကျမတို့တွေကဘာလဲဆိုတော့တန်ချက်လေးနဲ့လောက်အနေရနေပြီးကြတော့အားဖြစ်ပေးခြင်းနဲ့အတွက်ကြောင့်မို့လို့ဒီတန်တော်လန်တန်ချက်တွေဒီတန်ချက်တွေကိုဆက်လုံနေရတဲ့အကြောင်းကြီးကတော့အဲ့ဒါပါပဲလို့စနေပြည့်အမတ်တရားအနေနဲ့ကတော့ဟိုပေါ့အဲပြည်သူလူထုကအမတ်တရားစကားကြီးမပြောခင်ကတော့ပေါ့နော်။ဘာလဲဆိုကြတော့ဒီနောက်ကနေပြီးတွေ့ရတဲ့ဒီတန်ချက်ကြီးရဲ့ဒီဘတ်ရော်ကြီးရဲ့ကိုဘာလဲဆိုကြတော့အော်ကျွန်မကိုယ်တိုင် နညာတိတိပေါ့ညမအိမ်ဖယ်နဲ့ဆွဲထားခဲ့ရတဲ့တမိုင်းအမတ်တရားလေးတော့ရှိတယ်ပေါ့နော်ဒါအပြင်ဘာလဲဆိုကြတော့ပြည်သူလူထုကိုပြောချင်တဲ့အမတ်တရားစကားလေးရကြတော့ကျွန်တော်တို့တောင်မျိုးဆက်တန်းချက်အသေးရနေပြီကြတော့ဒီစနေပြည့်မှဒီနောက်ထပ်နှစ်ပေါင်းနှစ်ပေါင်းများစွာတွေအထိဘာလို့ပြည်သူလူထုရှေ့မှောက်မှာပြည်သူရှေ့ကနေရက်ပြေကြတော့ကျွန်တော်တို့ဆက်ပြီးတော့ကြထွက်နေပါမယ်ပြည်သူလူထုကလည်းကျွန်တော်တို့ဆက်လက်ပြီးကြအားပေးပါလို့ကျွန်မပြောပြပါမယ်လို့ဟုတ်တယ်ထွက်တဲ့ခါကဒီအမတ်တရားနှစ်ကတော့ပေါ့နော်ဆိုဒီနှစ်လိုပဲပြောပါမယ်နော်စနေပြည့်ဟာဒီ တန်ကြပေါ့နော်စနေပြည့်တန်ကြကျတော့ဒီစနေပြည့်ကိုအထူးရရလေးလေးတင်ဆက်ခြင်းနဲ့ဆိုတော့ဒီအမတ်တရလည်းဖြစ်စီခြင်းနဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ကြိုးစားခဲ့တယ်အဲဒါပေမဲ့ဟိုပြဿနာပါရှိလဲဆိုတော့ဒီငလင်ဖြစ်သွားတယ်ငလင်ဖြစ်တဲ့အခါမှာကျွန်တော်ဒီရဲဘော်တွေကလည်းအာဒီငလင်ကိစ္စကူညီရရင်လည်းမအားကြဘူးလေရှိတယ်အဲဆိုပြီးတော့ ဟိုကမရရအောင်ရိုက်မယ်စနစ်ပြို့တော့ဒီခန်းခန်းနာနာမှတ်တယ်လေပြောင်းလုံးမယ်လို့ကျွန်တော်ကြိုးစားခဲ့ပါဘာဒါပေမဲ့ဟိုဒီလီမိုးဖြတ်တာတွေတခြားသောကိစ္စတွေ ਨੇ တော်တော်ကြီးကိုဟိုအခက်ခဲကြတဲ့ရုံးကန်ရတဲ့နှစ်ပေါ့ဒါကကျွန်တော်တို့တော်တော်အမတ်တရားဖြစ်တယ်ဘာလို့လဲဆိုတော့ဟိုကျွန်တော်ပြည်သူကိုတင်ဆက်ခြင်းနဲ့ဟာကိုလည်းခန်းခန်းနာနာတင်ဆက်နိုင်အောင်မနှဲကြိုးစားရတယ်ဟိုတော်တော်ကြီးကိုစိတ်ဟို ဘယ်ပြောမလဲစိတ်တက်မကြသွားအောင်စိတ်ကိုတင်းခံပြီးတော့စူးစမ်းရနှစ်ဖြစ်တဲ့အတွက်ဒီနှစ်ကတော့အမှတ်တရဖြစ်ပါတယ်ခင်ဗျာဒါမှမဟုတ်ဆက်ဆယ်နှစ်ပြည့်အမှတ်တရစကားတော့ပေါ့နော်ပထမဆုံးပြောချင်တာကကျွန်တော်တို့အာဒီစစ်တက်ရဲ့ဟိုမတရားဖန်ဆီးခြင်းခံထားရတယ်ကျွန်တော်တို့အကူပေါ့လေဒါမှမဟုတ်ဆက်ရဲ့အာဒီစတဲ့ဒီထောင်သူတွေပြောလို့ရတဲ့ကိုဝေမိုးနိုင်ပေါ့ကိုဝေမိုးနိုင်ကကြက်ချီထောင်ထဲမှာမတရားဖန်ဆီးခံထားရတာဖြစ်ပါတယ်အော်မတရားဖန်ဆီးခံထားရတဲ့ဒီကိုဝင်မိုးနိုင်လဲအများဆုံးပြန်လဲလွတ်မြောက်ပြီးတော့ဒီဒေါင်းပြုတ်ဆက် ဝိုင်းတော်သားများဝိုင်းတော်သူများအားလုံးလည်းဒီနှစ်သစ်မှာပေါ့နော်ပျော်ရွှင်ပါစေပြီးတော့ဒီ10နှစ်ပြည့်ကနေစပြီးတော့နောက်ထပ်အနှစ်ပေါင်းများစွာတိုင်အာခြွေတုငွေတုစင်ငွေတုစတဲ့ရတုပေါင်းများစွာကိုဖြတ်ပြီးတော့ဒေါမျိုးဆက်အာအစဉ်ဆက်တည်တဲ့မှာဆိုလို့လည်းဆုတောင်းပါတယ်ပြည်သူတွေအနေနဲ့လည်းနှစ်သစ်ကနေစပြီးတော့ဒီလူလုံးဘေးကနေ လည်းကင်းဝေးပါသေးတဘောဘေးရနေလည်းကင်းဝေးပါသေးစိတ်ချမ်းသာရင်ကိုယ့်ရဲ့ချမ်းသာခြင်းနဲ့ပြည့်စုံပါသေးလို့ဆုတောင်းပေးကြပါခင်ဗျာဟုတ်ကဲ့ဟာတန်ချက်ဆိုတာအလုံးပဲပြီးတဲ့အတိုင်းပဲကိုယ်နိုင်ငံမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုအပြူတဘောလေးတွေအပြောင်တဘောလေးတွေနဲ့ထောက်ပြဝေဖန်တာဖြစ်တဲ့အတွက်ကြောင့်မလို့တော်လိုင်းရင်ကာလမှာလည်းစစ်ကောင်စီဘက်ကကျူးလွန်မှုတွေပြည်သူလူထုကြုံတွေ့နေရတဲ့အခက်အခဲတွေအလွဲအမှားလေးတွေကိုဝေဖန်ထောက်ပြလိုတဲ့အတွက်ကြောင့်မလို့ဒီတန်ချက်တွေကိုအစင်လာအမပြတ်မြင့်စင်တဲ့အတိုင်းကျွန်မပြုလုပ်နေရခြင်းဖြစ်ပါတယ်အာကျမတို့ဒေါင်းမျိုးဆက် တန်ဆက်အဖွဲ့သားများဆိုလို့ရှိရင်ပြည်သူလူထုကိုဘဝမောတွေပြင်လျှော့နိုင်မှုအတွက်ဖြောပြတင်ဆက်ခဲ့တာယနေ့ဆိုလို့ရှိရင်ဆယ်နှစ်မြောက်ခဲ့ပါပြီဆယ်နှစ်မြောက်ကနေစပြီးတော့လေကျွန်တော်တို့ဒေါင်းမျိုးဆက်တစ်ဖွဲ့သားလုံးဟာစည်ရနာရှင်စန့်ကြည်ရေးနဲ့အတူဒီမိုကရေစီပန်းနိုင်အတွက်ပြည်သူလူထုနဲ့အတူတပါးတဲ့ဆက်လက်ချီတက်ပြီးတော့ကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းရိုးရအစင်လာမပြတ်အပြည်သဘောလေးတွေအပြောင်းသဘောလေးတွေနဲ့ဝေဖန်ထောက်ထားကြရမယ်တန်ဆက်တွေကိုလည်းဆက်လက်ကျင်းပပြုလုပ်တောင်းမှဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါညီမဒေါင်းမျိုးဆက်မှာပါဝင်ပြီးတော့ကြာတော့ဗောနော်တန်ဆက်အနေနဲ့ အာဒီ join လာက2000နဲ့မှဆက်ကုန်ဖြစ်ပါတယ်ဒါပေမဲ့အမတ်တရအဖြစ်ဆုံးနဲ့ဆိုရင်2000နဲ့မှ19ခုနဲ့တုန်းကဖြစ်ပါတယ်ဗါလဲဆိုတော့ကျမတို့ဒီဒေါမျိုးဆက်အဖွဲ့သားများကမုံရွာကနေပြီးတော့ကြာတော့မန္တလေးကိုတွားပြီးတော့ကြာတော့မန္တလေးမြို့တော်ခမ်းမ အဒီမန်ကတ်တွေပေါ့နော်အဲ့ဒါတွေကိုသွားပြီးတော့ကြာတော့တန်ကြက်တွေရှင်ပြိုင်မှုတွေလုပ်ခဲ့တယ်အဲ့ဒီခါမှာဆိုရင်ဒီမတို့မုံရွာကမန္တလေးမြို့မှာရှိတဲ့တန်ကြက်တွေကိုကြော်ပြီးတော့ကြာတော့ဒေါမျိုးဆက်တန်ကြက်ကြီးကပထမဆုံးတွေရခဲ့တယ်ပေါ့နော်အဲ့ဒါကကြာတော့ညီမတို့ရဲ့ကျူသားအထုံးမှုပေါ်လွင်စေတဲ့အမတ်တရဖြစ်ဆုံးနယ်လေးဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒေါမျိုးဆက်စနစ်ပြမှတီပေါ့နော်မိဘပြည်သူများအားလုံးနောင်လာမယ့်နှစ်တွေတိုင်းလည်းစိတ်ကြမ်းမာခြင်းကိုယ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံကြပါစေတန်ကြက်ဆိုတာကကြာတော့နှစ်တစ်နှစ်ရဲ့ချစ်ပြထားတဲ့ခက်ဆက်နှစ်ကိုခေါင်းညွှန်းထားတဲ့ဒီဟို အဖြစ်ပြက်တွေကိုစူးစီးပြီးတော့ကြတော့အာဒါပေါင်းစုပြီးလှုပ်တဲ့တန်ချက်ဖြစ်တာကြောင့်မို့လို့ပြည်သူလူထုအနေနဲ့ဒါတနည်းတနည်းပတ်လုံးဘလိုမျိုးခက်စနစ်ကဖြစ်နေလဲဆိုတာသိချင်ရင်ဒေါမျိုးဆက်တန်ချက်ကိုလည်းဝေဟောက်ကြည့်ရှုပြီးတော့အပိနိုင်ပါတယ်ဒေါမျိုးဆက်တန်ချက်အခွင့်အသားတွေနဲ့အတူတူဆက်လက်ပြီးတော့တော်လန်တော်လည်းကြီးမအောင်ရင်ထိဆက်လက်ပြီးတော်လန်ပေးကြဖို့လေမြစ်တောင်ရက်ခံပါရှင်တန်ရက်တို့တန်တို့ဆက်တော့တန်ရက်